အားလုံးပဲမိင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကိုရိုချစ်တဲ့နေ့လေးကိုကျွန်တော်ချစ်ပြပေးတော့မှာဖြစ်ပါတယ်အမ်မြန်မာလိုဆန်ချစ်လို့လည်းခေါ်တယ်နော်ဆန်ချစ်ချစ်တဲ့နေ့လေးကိုကျွန်တော်ချစ်ပြပေးတော့မှာဖြစ်ပါတယ်လေးလာနေတဲ့ဒီကိုတွေတော့အချိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီမှာပါကျွန်တော်စီခွဲနေရတာမပြတော့ဘူးစီရတော့လူတိုင်းခွဲရမလို့ထင်တယ်ဒီလိုမျိုးလေးအညီညာဖွဲ့ပေးထားအောင်ပေါ့နော်ကိုရိုချစ်တဲ့ခါမှာစီရတော့အတိတ်ကပဲနော်ကိုကတော့ကျွန်တော်ကမှဘီကနာသမားတွေအတွက်ချစ်ပြမှာဖြစ်တဲ့အတွက်ကြောင့်စီရတော့အတဲ့ပဲခွဲထားတယ်ကိုကအဆောင်ခွဲခြင်းအဆောင် အဲခုန crossing ခွေးချင်းလေ crossing ပေါ့ဒါတော့ကိုခွဲတဲ့အတိုင်းပဲကြစ်လို့ရမှာပဲပေါ့နော်ဟုတ်ပြီဒါ basic ရမှာကျန်တဲ့ဟာရတော့ set ပြီးတော့ကျွန်တော်တို့ set twine ကြီးပေါ့နော်ကိုယ့်အကုတ်အဲကျွန်တော်တို့အရင်ဆုံးဒီမှာတပင်းတပင်းကိုယူလိုက်မယ်ထိတ်ကနော်ဘီဂျွန်လေးနဲ့ထောက်လိုက်တာနော်ပြန်ပြမယ်ဒီမှာဒီလိုထောက်လိုက်ပပလေးပဲကြီးနော်အများကြီးထူးထူးနဲ့ပြီးတော့ရှင်းအောင်ပြီးပြီးတော့ကျွန်တော်3ပိုင်းပိုင်းလိုက်မယ်တစ်ပိုင်းဒီမှာ ဟန်ဖို့ဆက်ရှင်ရေးကြည့်နော်ဒီမှာကျွန်တော်လက်ညှိုးရဲ့လက်မရဲ့လက်ခဲအသုံးပြုပြီးတော့မှဒီဘက်နှစ်ဖက်ကိုဒီလိုခြိုင်ထားမယ်နော်ဒီပုံစံဖြစ်သွားမယ်ဟောရှင်းနေနော်ဒီဖြစ်သွားမယ်ဒီဒမင်းကလွတ်ထားမယ်နော်အဲ့တော့မှဒီဘက်တပင်ကိုကျွန်တော်တို့ကဒီဘက်ကလက်မနဲ့လက်ညှိုးကလာဆွဲမယ်ဒီလိုဖြစ်သွားမယ်နော်အဲ့နေရာမှာကျွန်တော်ထပ်ပြပေးမယ်အဲ့နေရာမှာတော်တော်များလဲကြရများတယ်ကျွန်တော်ပြမအသုံးပိုင်းပိုင်းလိုက်မယ်တစ်ပိုင်း သုံးပိုင်းဖြစ်သွားပြီမလက်ညိုးနဲ့လက်မနဲ့လိုက်ခင်းနေဒီဘက်မှာလည်းလက်ညိုးနဲ့လက်မနဲ့လိုက်ခင်းနေဒီအဆောက်လွတ်ထားမယ်နော်ဒီ position နော် prio ရက်လိုက်လှုပ်ကြည့်လိုက်အလိုမျိုးလှုပ်မှအဆင်ပြေလိမ့်မယ်နော်နောက်ပြီးတော့ဒီမှာကင်လိုက်မယ်နော်လက်မနဲ့လက်ညိုးဒီကိုကင်လိုက်မယ်ကင်ပြီးတော့မှဒီမှာလွတ်နေတဲ့သပင်ကိုလက်ညိုးနဲ့လက်ကလေးနဲ့ဒီလိုလာဆွဲမယ်ဆွဲပြီးတော့မှဒီဘက်ကလက်ကလေးကဖယ်လိုက်မယ်အဲ့အောက်ကိုဝင်မယ်နော်ဒီလိုဝင်မယ် နော်ကျွန်တော်တပင်အစ်စ်ထပ်ကောင်းမယ်ဘီဂျွန်နဲ့ထောက်ခွဲလို့လည်းရရနော်အဲနောက်ပြီးတော့ကျွန်တော်လက်နဲ့ပဲစီးခွဲလို့လည်းရတယ်နော်လက်ခလင်နဲ့လက်ညှိုးကြရဲထဲမှာနော်ခုနကောက်လိုက်တဲ့အပင်ကိုကြာနောက်ပြီးဒီပင်ကိုကျွန်တော်လက်မနဲ့လက်ညှိုးနဲ့ဒီလိုဆွဲမယ်ဆွဲပြီးတော့မှဒီမှာဒီဘက်မှာကျတော့ကျွန်တော်လက်ညှိုးထွက်မယ်လက်ညှိုးကလာဝင်မှာနော်ဒီပင်လေးကိုပြန်ပြန်ဆွဲပြီးအဲ့ဒါမှတင်းပါဘောနော်လေနောက်ပါလာနောက်ပါဟုတ်ဒီလိုသွားမယ် တော်ပြီးတော့မှကျွန်တော်ဒီမှာစီခွဲမယ်စီကိုအရင်နောက်ကိုယူပြီးမခွဲနဲ့ဒီလောက်ကြီးသွားယူပြီးမခွဲနဲ့ကျွန်တော်ပပလေးပဲခွဲမယ်နည်းနည်းချင်းတည်းယူမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီသပင်အစ်စ်ကိုလက်ခလဲနဲ့လက်ညှိုးကြရဲထည့်မယ်ဒီမှာနော်ထည့်ပြီးတော့လက်ညှိုးနဲ့လက်ခလဲကဒီပင်ကိုလာဆွဲမယ်ဆွဲပြီးတော့မှဒီကိုကင်မယ်နော်ဒီပင်လေးကိုပြန်ပြန်ဆွဲပြီးနောက်ပြီးလို့ရှိရင်ဒီမှာပြန်လှည့်မယ်နောက်ပြီးတော့ဒီဘက်ကလက်ခလဲထွက်မယ်ဒီလက်ခလဲလာဝယ်မယ်နော် တပင်တစ်ထက်ကောင်းမယ်နောက်ပြီးတော့ဒီလက်ညှိုးနဲ့လက်ကလေးကြားရောက်ထည့်မယ်နောက်ပြီးတီနှချောင်းနဲ့ဆွဲမယ်နော်ဒီဘက်မှာလက်ညှိုးဖယ်မယ်လက်ညှိုးလောက်ဝင်မယ်နော်နောက်လို့ရှိရင်ဒီမှာလက်ကလေးလောက်ဝင်မယ်နော်ကျွန်တော်လက်နဲ့ချစ်တဲ့နေကိုပြမယ်နော်ဘီနဲ့မြူတော့ဒီမှာနော်လက်မနဲ့လက်ညှိုးနဲ့ဒီလိုကင်ထားမယ်ကင်ထားပြီးတော့လက်သန်းနဲ့စီထိုးပြီးခွဲလိုက်နော်အဲ့ဒါတော့ပုံမြင်လိုက်မယ်နောက်လို့ရှိရင်ခုနကအတိုင်းပဲထည့်မယ်ထည့်ပြီးတော့မှ ဒီမှာလက်ညှိုးဖင်မယ်ဒီမှာလက်ညှိုးလောက်ဝင်မယ်နော်နောက်ပြီးလို့ရှိရင်ဒီမှာလိမ့်မယ်ဒီမှာလက်ကလေးထွက်မယ်လက်ကလေးလောက်ဝင်မယ်နော်ကျွန်တော်တို့အတက်ကက်ကျစ်တာဖြစ်လို့လက်ကဥယျာဉ်နဲ့ခွာထားလို့မရအောင်နော်ဒီဘက်လက်ကဥယျာဉ်နဲ့ကတ်ထားမယ်နော်စီခွဲမယ်လက်သေးရှိနေတော့ပူကောင်းလိမ့်မယ်နော်လက်တန်းကလက်သေးရှိနေတော့ပူကောင်းလိမ့်မယ်ကျွန်တော်လက်တန်းမှာတူနေတယ်ဒါပေမဲ့တူနေလက်ခွဲလို့တော့ရပါတယ်နော်ဒီမှာလာလိမ့်မယ် ဒီမှာနော်လက်ညှိုးနဲ့လက်ခလဲနဲ့ပဲအဓိကတော့နော်ဒီမှာလက်ခလဲထွက်မယ်လက်ခလဲလောင်းဝင်မယ်အစလေးပဲကျွန်တော်နည်းနည်းလေးခက်လိမ့်မယ်နောက်ပိုင်းကျတော့သူ့အနေနဲ့သူ့အဆင်ပြေသွားလိမ့်မယ်နော်စာပိုင်းဆိုကျွန်တော်စကြည့်တဲ့နေရာပဲเนาะအခုဒီမှာပြန်ဆွဲမယ်ဒီမှာ လောက်ဝင်မယ်ဆက်ဆက်ကြည့်ရှင်းမှာတော့ကျွန်တော်မလိုအဖက်နဲ့အားတွေတားဆိုင်မိတဲ့အတွက်လက်တွေပါနေနာနိုင်နေပေါ့နော်နောက်ပိုင်းကြလို့ရှိရင်တော့သူ့အတူအစီပြေးသွားလိမ့်မယ်ကောင်းတာတော့ဒီကိုရိုးကျက်တဲ့ခြေတက်တက်ရှိရနော်အဲ့ခြေနဲ့တုတ်ပြီးတော့ကျင်းတော့ပိုကောင်းတယ်ကျွန်တော်ဒီမှာကောင်းပြန်ရွှေမှာပါညာတိတ်စင်မပြေလို့ကျွန်တော်ရေဖြန်းပြီးတော့ပဲနည်းနည်းလေးရေထိုင်းထိုင်းလေးဖြန်းပြီးတော့ပဲကြစ်ပြလိုက်တာပေါ့နော် ဂျင်နဲ့ဂျင်တော့တပင်ကမဖော်ဘူးပေါ့နော်ဟာစီစီပြောင်ပြောင်လေးပုံဖြစ်တာပေါ့နော်ဟာအလျှောက်ကျနေရဆိုတပင်ကတော့နည်းနည်းလေးဟာပေါ့နော်လူကောင်းမှလည်းဒီလိုပဲနော်ရုပ်ကောင်းမှမဟုတ်ဘူးလူကောင်းမှလည်းအလွတ်ကျင်မယ်ဆိုတော့နည်းနည်းလေးဖွာရပေါ့အဲ့တော့ဒီလို baby hair လေးထွက်တယ်ပေါ့နော်ဂျင်နဲ့ဆိုရင်တော့အမှမထွက်ဘူးအထည်ကိုကျစ်ဝင်လာတာပေါ့နော်ရင်ခွာပြီးမိမယ်နော်ကျွန်တော်နည်းနည်းချင်းတွေပဲယူမယ် လက်ကိုကျွန်တော်ပြင်းနေပါလိမ့်မယ်ဟုတ်ပြီနောက်ချက်ကပ်ပြီးအောင်ယူလာမှာဖြစ်ပါတယ်အဲနောက်ပိုင်းနေကြလို့ရှင်တော့ထိုင်ကြည့်ပေါ့နော်ဟိုကျွန်တော်ရှင်းအောင်ပြပေးမယ်နော်ဒီမှာကြီးကင်မယ်လက်မနဲ့လည်းမျိုးနဲ့နောက်ပြီးတော့ဒီမှာလက်တန်းလေးနဲ့ထိုးခွဲလိုက်မယ်နောက်ပြီးတော့ဒီလက်ညှိုးနဲ့လက်ကလေးကြားထည့်လိုက်နောက်ပြီးတော့ဒီမှာ ် YouTube မှာလည်းကျွန်တော်တို့တွားပြီးတော့လေ့လာလို့ရတယ်နော်ကိုရောကျူတိုရီယယ်ဆိုပြီးတော့မှအကြိုက်ချာကြည့်လိုက်ကျင့်နည်းတွေကတော့တရားနဲ့တရားမတူဘူးအဲ့မှာလည်းတွားပြီးတော့လေ့လာလို့ရတယ်တပင်တူထက်ကြတဲ့ဟာလည်းရှိရနော်ခုနအနီရောင်တို့အစိမ်းရောင်တို့အပြာရောင်တို့ပေါ့နော်တချို့နှစ်ရောင်သက်တွေလည်းရှိတယ်အဲ့ချင်းမျိုးတွေလည်းကျွန်တော်တရက်တင်ပေးဦးမှာနော်ခုကတော့ကျွန်တော် basic ပေါ့နော်ဒီနေရာက basic ပဲတင်ပေးလိုက် တရက်တည်းတော့ကျွန်တော်လှမှာမဟုတ်ဘူးလေ့ကျင့်အားကောင်းမှရမယ်ပေါ့နော်တရက်ကိုတနာရီနှစ်နာရီလောက်ဇက်တိုက်လေ့ကျင့်သွားမယ်ဆိုလို့ရှိရင်တော့၃ရက်လောက်နေမယ်ဆိုရင်တော့ကျွန်တော်ကောင်းကောင်းကြီးရှာသွားနိုင်မှာပေါ့နော်တန်ပြီးတော့မှမရဘူးနော်ကျွန်တော်တို့လည်းဒီလိုပဲလေ့ကျင့်ကြရတာပဲ နောက်ပိုင်းလူငယ်ကြီးဂျာထဲမှာလည်းတအားကိုထွန်းဖြစ်လာတယ်ပေါ့နော်ကိုတို့ကဒါအဆုံးသတ်ပါနော်အဆုံးသတ်မှာတော့ကျွန်တော်တို့က ပုံမှန်သုံးပင်ကျင်နေပဲသွားရပါတော့။ဒီလိုပဲသွားရတယ်။ဒီကျင်နေရတော့လူတိုင်းကျက်တယ်နော်။ဒီအဆုံးတက်မှာတော့ဒီကအစမှာပဲသူကနည်းနည်းလေးကက်တီတာပေါ့နော်။ဒီအဆုံးတက်မှာလည်းကျွန်တော်တင်းတင်းလေးသွားဖို့လိုတယ်နော်။ ဒီမှာဆိုတော့ကျွန်တော်သေဝင်နဲ့ပဲဖြစ်ပြီးကောင်တီကျုပ်အသေးနဲ့ပဲဖြစ်ပြီးစီလိုက်လိုက်ရပါပြီ။အချစ်ပြီးသွားလို့ရှိရင်လည်းဒီအောင်မဖြေပဲမထားနဲ့နော်။ချစ်ပြီးလို့ရှိရင်ကျွန်တော်တို့ဖြေပလိုက်ပြန်ပြီးတော့ဖြေဖြေလိုက်မှအဆင်ပြေမှာနောက်တစ်ခါချစ်တဲ့အခါကျလို့ရှိရင်မဖြေပဲထားလို့ရှိရင်တပင်ကဖွာဆုပ်ဆုပ်ကြီးဖြစ်သွားနိုင်မယ်။နောက်တစ်ခါပြင်ချင်းမကောင်းတော့ဘူးကွာနော်။ Okay ကျွန်တော်ဒါလေးကိုအာရှင်းပြပေးခြင်းဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေမယ်လို့ယုံကြည်ပါတယ်ခင်ဗျာ။ ကျွန်တော်အခုကြည့်ပြပေးသွားတဲ့အစီအစဉ်ကိုကျွန်တော်ဒီကိုပဲနားလည်မယ်လို့ယူကြည့်ပါတယ်ကျွန်တော်ဗီဒီယို file လေးကဒီကိုတို့အတွက်အကျိုးတစုံတရာရှိနေတယ်ဆိုရင်ကျွန်တော်ပုံမှန်မှာ share လုပ်မှတ်ခဲ့ပြပါဦးခင်ဗျာအားလုံးပဲပေးရတဲ့ဒီခုမိကြပါစေ